ဆိုတော့သူကရသေးတယ်ပေါ့တမန်ဟိုတိတ်မတင်ကြတဲ့နေရာကျတော့ကိုကိုကိုမထည့်ရင်ပြက်စီးမှာလေမှန်ပါဗျာပြက်စီးမှာဆိုတော့ကိုကိုကိုထည့်ရတာနောင်ကနှုံသားအတွက်တန်ဖိုးကြီးပါတယ်ဗျာတမန်တမန်အဲ့ဒီလိုလေးဒါဒီပြီးတော့ကိုစိတ်ကိုပြင်ပြီးတော့ဒီလိုနေခဲ့တာပေါ့ဗျာအဲ့တော့ဟိုကိုရောက်သွားတဲ့အချိန်မှာဒီဥတိလက္ခဏနှစ်ပါးကဟိုတိတိသာသာခွာချသွားတယ်လို့ဒီလိုပြောရမှာပေါ့နော်ဩအင်းစိန်ရွာမှာစာတင်လိုက်မှာနေတဲ့ဥတိလက္ခဏကတကယ်ကိုဟိုရင်ပေါ့ ရှိကဥပဒေအဲ့လိုမျိုးချိုးဖောက်တင်ထားပါတော့လေလူစိုးလေးပဲပြောပါတော့ပေါ့အဲအဲအဲ့လိုဆိုနေအဲ့လိုပြောလို့ရတယ်တင်ပြောလို့ရတယ်တင်ပါတယ်အဲခုနလိုဘောလုံးဝဲတွေပါလေခဏခဏသွားကြည့်အပြင်ခိုးထွက်နော်အဲ့ဒါကအရသာဖြစ်နေတယ်အပြင်ခိုးထွက်ကစားရရတယ်နော်တင်ပါတယ်အပြင်ခိုးထွက်ဘောလုံးဝဲကြီးကြီးတင်ပါအဲ့ဒါအဲ့လိုတွေလောက်ခဲ့တယ်ပုံမှာကြတော့အဲ့လိုမဟုတ်တော့ဘူးဒါကလုံးဝကိုပြောင်းလဲသွားတာပါတော့တင်ပါတယ်ကိုကကိုလုံးဝပြောင်းလဲပြီးတော့လေဘယ်မှတိမ်မသွားဘဲနဲ့အဲ့လိုမျိုး စာရည်ကျဖြစ်တယ်တင်ပါအဲ့ဒါကြောင့်လည်းပဲဒီလိုအောင်မြင်မှုရရှိလာတဲ့သဘောပါလေနောက်ထူးခြားရတစ်ခုကတော့ဒီဗီဒီယိုအဲ့ဒီမင်းကုန်းကိုစရောက်တဲ့နှစ်ပဲ1348ခုနှစ်မှာပဲဒီမင်းကုန်းကျောင်းတိုက်ကအနာရကဆရာတော်များကကျောင်းတိုက်အစမ်းစာမီးပွဲဆိုတာကိုစပြီးတော့ကျင်းပပေးပါတယ်ကျောင်းတိုက်အတွင်းမှာကျောင်းတိုက်အတွင်းကျောင်းတိုက်အတွင်းတင်ပါကျောင်းတိုက်အတွင်းမှာကျောင်းတိုက်အစမ်းစာမီးပွဲအရင်နှစ်တည်းကတော့မကျင်းပခဲ့ဘူးလို့ပြောတယ်အော်အရင်နှစ်တည်းကတော့ကျောင်းတိုက်အစမ်းစာမီးပွဲမရှိဘူး ဒီမှာဒီတိုင်းပဲအစိုးရရဲ့စာမေးပွဲများနှီးတဲ့အခါကျတော့မှရန်ကုန်လာပြီးတော့ဖြေရတာပဲရှိတယ်။ဒီမှာဒီမှာဒီလိုစာရောက်တဲ့နေ့မှာကျောင်းတိုက်အစမ်းစာမေးပွဲဆိုတာပေါ်လာတယ်။မှန်ပါပေါ်လာတဲ့အခါကျတော့ဒီလိုလိုပို့ပြီးတော့စာကြိုးစားဖြစ်သွားတာပါနော်။ဒီမှာဗျာပို့ပြီးတော့ကြိုးစားဖြစ်သွားတယ်ကိုကပေါ့ပေါ့ရွရွနေလို့မဖြစ်တော့ဘူး။ဒီအတူတူကြိုးစားတဲ့ပုံစံတွေထဲမှာကိုကစာမေးပွဲဟိုပြိုင်ပြီးတော့ဖြေရတော့မှာဆိုတော့လေ။ဒီမှာတူတူတန်တန် ဖြေနိုင်မှဖြစ်မယ်ဆိုတဲ့အဲ့ဒီအသည့်နဲ့လည်းပဲ ပို့ပြီးတော့ကြိုးစားဖြစ်သွားတာပေါ့အဲအဲ့လိုလေးဒါထူးခြားတာလေးဘုမအဲ့တော့ဓမ္မစရိယဘယ်ချိန်မှအောင်သွားလဲဓမ္မစရိယကအဲ့မင်းကုန်းကိုပထမဆုံးရောက်တဲ့နှစ်ပေါ့ဩငါ1348ခုနှစ်ပဲဓမ္မဓမ္မဓမ္မမင်းကုန်းကိုရောက်တဲ့အချိန်မှာနှကြံဆိုးရဲ့အနေနဲ့ရောက်သွားဓမ္မရောက်သွားပြီပထမဆုံးရောက်တဲ့နှစ်မှာစာမျိုးပဲဖြည့်ဆိုလိုက်တယ်မင်းကုန်းကပဲအောင်ပလိုက်တာပေါ့မင်းကုန်းကပဲအောင်ပါတယ်ဓမ္မဗျာဓမ္မအဲ့ဒီပြီးတော့စိတ်ထဲအနေနဲ့စောစောပိုင်းအနေနဲ့ဆိုရင်တော့အစိုးရဓမ္မစရိယစာမျိုးဝဲကို မဖြေတော့ဘူးလို့ဒီလိုစိတ်ကူးခဲ့တာပေါ့။အော်အနောက်တောင်ပြစ်ခဲ့ပြီးတယ်။အဲမဖြေတော့ဘူးဆိုတာကတော့ခုနလို့ပေါ့နော်။ကိုမအောင်ရင်တဲ့နှစ်မှကြတော့ကျန်ကျန်ဖတ်မှအောင်နေ။အောင်ရင်တဲ့နှစ်အောင်ရင်တဲ့နှစ်ကြတော့မအောင်ဘူးဆိုတော့ဟောတာစာမေးပဲဒီလိုပဲဖြစ်တယ်။စာမေးလိုက်တယ်တော့။အဲအဲတော့တော်ပြီးကျန်တဲ့တရားကိုမဖြေတော့ဘူးပေါ့နော်။အဲအဲ့တိုင်းပဲနေလိုက်တာ။ဒါပေမဲ့ဟိုမင်းကုန်းကိုရောက်တဲ့အခါကျတော့လေဒီအစိုးရဓမ္မစရိယဘွဲ့က နည်းနည်းလူအပ်တဲ့သဘောလေးဖြစ်တယ်။တင်ပါတင်ပါမအောင်ရင်လက်မခံညီမှုဆိုဟုတ်တယ်ဟုတ်တယ်။တန်ဖြစ်ခဲ့တော့ဟုတ်တယ်ဟုတ်တယ်တင်ပါတင်ပါအဲဒါကြောင့်အဲအစိုးရဓမ္မစရိယဖွဲ့လေးတော့ရအောင်လုပ်အောင်မှဖြစ်မယ်ဆိုပြီးကျန်းတဲ့တရားအတွက်ရိုးစားပြီးဖြစ်လိုက်တော့အဲဒီ1348ခုနှစ်မှာအောင်မြင်သွားတယ်အောင်မြင်တော့ဓမ္မစရိယသုံးရန်ပြီးပေါ့တင်ပါပါဒနာတကဓမ္မစရိယဖွဲ့ဒီလိုရရှိခဲ့ပါတယ်အဲ့ဒါပြီးတော့ဣဗိဒကစာမေးဝယ်ဒီဖြေဆိုရင်းနဲ့ပဲဓမ္မစရိယ ပြန်ပြီးသွားတဲ့အခါမှာဒီခုနပါဠိပါရဂူပေါ့ဗျာနော်တမန်တမန်အဲပါဠိပါရဂူဆိုတဲ့ပါဠိကုန်ဒူရန်ကိုဒီဆက်ပြီးတော့ဖြည့်ဆိုခဲ့တာပေါ့အဲ့ဒါနှစ်မချာပဲနဲ့ဆက်ပြီးတော့ဖြည့်ဆိုခဲ့တယ်အဲ့တော့ဓမ္မစရိယကျမ်းပြီးလို့နောက်တစ်နှစ်မှာဟိုတဲ့ပါဠိပါရဂူပထမဆုံးပါဠိပါရဂူအောင်းတယ်ပေါ့သုံးနှစ်ဆက်တိုက်ကိုအိန္ဒိယပါဠိပါရဂူအောင်းတယ်ပေါ့နော်တမန်ဗျာအိန္ဒိယပါဠိပါရဂူအောင်းတယ်အဲနောက်တစ်နှစ်မှာကြတော့ပဋိသင်္မိတာမက်ကပါဠိပါရဂူဒါအောင်းနေပါတယ် အဲနောက်တစ်နှစ်ကျတော့ဒီဂဏိကာယပါဠိပါတကူလို့အဲ့ဒီပါဠိပါတကူ၃ခုကပြောလို့ဆက်တိုက်အောင်တာပေါ့နော်တမန်တမန်ပါဠိပါတကူအဲ့ဒီကဓမ္မစရိယကျမ်းနေတဲ့တရားနဲ့ပါဠိပါတကူ၃ညမ်းနဲ့အဲ့ဒီ၄ခုကဆက်တိုက်အောင်တယ်ပေါ့ဩဆက်တိုက်အောင်ဒါတဖက်ကလည်းတိပိဋကအတွက်ဂျိုးကန်းနေရင်လည်းအဲ့ဒီဓမ္မစရိယဂုံထူထန်းကိုဖြေဆိုခဲ့တာပေါ့နော်တမန်တမန်ဖြေဆိုခဲ့တော့အဲ့ဒီမှာပါဠိပါတကူဘွဲ့၃ဘွဲ့ရ၃ဘွဲ့ရပြီးတော့ ီတော့တို့နောက်တစ်ဘွဲ့ကြာတော့တော့နှစ်နှစ်သုံးနှစ်လောက်ချားတယ်မရှင်လေတင်ပါနှစ်နှစ်သုံးနှစ်လောက်ချားတယ်ချားတဲ့နှစ်ဒီမှာလည်းဖြီးတော့ဖြီးနေတာပဲမအောင်တာပေါ့ဩပါဠိပါဠိကူလေတင်ပါတင်ပါပါဠိပါဠိကူသုံးခုအောင်ပြီဆိုတော့ကျန်တဲ့ပါဠိပါဠိကူတွေလည်းပဲဆက်တော့ဖြီးနေတာပဲဒါပေမဲ့မအောင်တာပေါ့တင်ပါမအောင်မင်းနဲ့အဲဒီ1354ခုနှစ်ဒီလိုလိုနှစ်ပုံတစ်စိတ်ပေါ့အဲဒီနှစ်ပုံတစ်စိတ်အောင်နေနှစ်ကြာမှာအဘိဓမ္မာပါဠိပါဠိကူအောင်နေတယ်ဓမ္မာ ပြီးတော့ပါဠိပါတွေကိုအောင်မြင်တော့အဲ့ဒါပါဠိပါတွေကို၄ခုဖြစ်သွားတာပေါ့ဗျာတင်ပါဗျာပါဠိပါတွေကို၄ခုဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာနှစ်ပုံတစ်စိတ်နှစ်ပုံတစ်စိတ်အောင်ပြီးတဲ့အချိန်မှာအဲနှစ်ပုံတစ်စိတ်မအောင်သေးဘူးပေါ့အဲ့ဒီကြိုးပမ်းနေတဲ့အချိန်နှစ်ပုံအောင်ပြီးလို့နှစ်ပုံတစ်စိတ်အတွက်ကြိုးပမ်းနေတဲ့အချိန်မှာဒါကထူခြားချက်တစ်ခုကတော့တင်ပါအဲ့ဒီနှစ်မှာဒီကျေးဇူးတော်ရှင်မင်းကုန်းရှိကတော့ဗျာကြီးအသက်တော် 80ပြည့်တယ်ပေါ့ဗျာနော်မှန်ပါတက်တော့80ပြည့်တယ်တက်တော့80ပြည့်တဲ့အတွေ့ဒီပရမယရုပေါ့တမန်ပရမယရုဆိုတဲ့85နှစ်က85နှစ်ကစေရုတမန်ပဲ85နှစ်စေရုကတပြီးတော့မင်းကုန်းကိုစရောက်တဲ့နှစ်ပဲဩတမန်ထောင်လုံး48ခုနှစ်မှာအဲ့တော့မင်းကုန်းဆရာတော်ဘုရားကြီးကတက်တော့85နှစ်ပြည့်တယ်စေရုအဲဒီဝဲကြီးလည်းတပြီးတော့မိလိုက်တာပေါ့နော်တမန်ဗျာမိလိုက်တယ်မိလိုက်ပြီးတော့ အဲ့ဒီဒီလိုနှစ်ပုံအောင်ပြီးတဲ့နောက်နှစ်ပေါ့နှစ်ပုံတစ်စိတ်အတွက်ကြိုးစားနေတဲ့အချိန်မှာဆရာတော်ဘုရားကြီးကတက်တော်80ပြည့်တယ်တက်တော်80ပြည့်တော့အဲ့ဒီတက်တော်80မပြည့်ခင်တော့ဆိုရင်ဒီနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်ကြီးဒီတိဆောက်နိုင်ရည်အတွက်ဆရာတော်ဘုရားကြီးကတနိုင်ငံလုံးလှည့်ပြီးတော့ဒီမှာတွင်ရေစဲချပွဲတွေလုပ်ရတယ်လေဟုတ်တယ်ဘုရားတနိုင်ငံလုံးအနှက်လှည့်လေမန္တလေးရောရန်ကုန်ရောလှည့်ရန်ကုန်ဒီပြည့်နေပြီးတော့ပေါ့ဒီမှာဘုရားရေစဲချပွဲတွေ ပြုလုပ်နေရတဲ့အခါကျတော့ကျောင်းကိုတိတ်ပြီးတော့မကပ်ဖြစ်တော့မကပ်ဖြစ်ဘူးပေါ့တင်မတင်မမကပ်ဖြစ်ဘူးအဲ့လိုအနေထားအနေပြီးတော့တက်တူကြီးတီဆောက်တာတင်မသွားပြီပေါ့နော်ပြီးသွားပြီပြီးသွားတဲ့အတွက်ဆရာတော်ဘုရားကြီးလည်းပဲအဲ့လိုခကြီးလှည့်လေရတာဘာညာမရှိတော့ဘူးတက်တော်လည်းပဲ80ဖြစ်လာပြီလက်တော့80ဖြစ်လာပြီဆိုတဲ့အချိန်ကျတော့ဆရာတော်ဘုရားကြီးကအဲ့တော့ခကြီးမသွားတဲ့အချိန်မှာသူစာချမယ်စာချတဲ့အခါကျတော့လည်းပဲအပြီးမှစာပို့ချမယ်ဆိုပြီးတော့ဒီလိုဖြစ်လာတယ် အထူးထူးခြားခြားတိုက်ဆိုင်မှုပေါ့နော်တပီတော့ကလည်းပဲဝင်းဒီပီတီကနဲ့ပုတ်တံပီတီကနှစ်ပုံကိုအောင်မြင်ပြီးသွားပြီဒီအပြီးတော့မှာရှေ့ပိုင်းကိုစပြီးတော့အာကုန်ပြန်ဖို့ကျက်မှတ်နေတဲ့အချိန်ပေါ့စတင်ကျက်မှတ်နေတဲ့အချိန်အဲ့ဒီအချိန်မှာပဲဆရာတော်ဘုရားကြီးကလည်းအပြီးတော့မှာစာဝါပို့ချမယ်ဩဒီလိုထူးထူးခြားခြားတိုက်ဆိုင်မှုဒီမှာဒီမှာဒီမှာ သူတို့ကလည်းတိုက်ဆိုင်နေတိုက်ဆိုင်နေခါကြတော့တပည့်တော်တို့အဲ့ဒီအမိမစာဝါလိုက်ရတယ်ပေါ့ဆရာတော်ကြီးရှင်ပါလေတမပါဗျာအမိမစာဝါလိုက်ရတယ်စာဝါလိုက်ရတဲ့ခါကြတော့လေဆရာတော်ဘုရားကြီးရဲ့ထူးဆန်းတဲ့နိနာနေတရားကြီးရတာပေါ့ဗျာမှန်ပါဗျာရတာပေါ့အဲ့တော့အဲ့ဒီစာဝါတကယ်ကိုထူးခြားတဲ့စာဝါဒီမင်းကဆရာတော်ဘုရားကြီးတက်တော်80ပြည့်မှာပို့ချတဲ့အဲ80ပြည့်မှာပို့ချတော့နော်ရောက်တယ်တမတမအဲ့ဒါကြောင့်မလို့အဲ့ဒီစာဝါမှာကြတော့ဒါတပည့်တော်ကစာဆိုရတယ် ်ဩဓမ္မအဘိဓမ္မာဒီအဘိဓမ္မာဟိုတယ်ပေါ့မူလတိကဓမ္မတက္ကထာမူလတိကပေါ့အဲအဲ့ဒီလိုစာဆိုရတယ်အဲအဲ့ဒီစာဝါမှာဆိုရင်အခုယေရှုတော်ရှင်ဖြစ်တဲ့ဗမောဆရာတော်ဘုရားကြီးပဏ္ဏကုမာရစာဝါစာဝါလိုက်တယ်ဟုတ်သူလည်းစာဝါလိုက်တယ်အဲ့ဒါဆရာဝါစာဝါလိုက်တော့အဲစာဝါလိုက်ဘုမုန်းနဲ့စာဝါလိုက်တော့ဆိုတာတမ်းပါစာဝါလိုက်တော့ဆိုတာကတော့ဗမောဆရာတော်ကြီးကမင်းငုံးပဲကြွားပြီးတော့ဒီဒီတိပိဒကစာသင်သားတွေကိုစာပြီးပို့ချပေးနေတဲ့အချိန်ပေါ့ဩတမ်းပါပို့ချပေးနေတဲ့အချိန် တယ်သူကဗမောဆရာတော်ဘုရားကြီးပါတယ်နောက်တစ်ခါဒီမြားတော်ဆရာတော်ကြီးပါတယ်ဩဒီမှာမစိုးရင်ကဆရာတော်ဦးစိတ်တာပြီးဝန်သားတော်ဩဒီမှာအဲ့အဲ့ဆရာတော်ကြီးပါတယ်ဆိုတော့သူတို့ကဒီမင်းငုံဘက်ကိုကူးပြီးတော့တိပိတိကစာပြန်သားတွေကိုစာပြီးပို့ချပေးနေတာဩဩဩဒီပို့ချပေးနေတဲ့အချိန်မှာပဲမင်းငုံဆရာတော်ကြီးကစာဝါချမယ်ဆိုတော့သူတို့လည်းပဲ ကြုံတဲ့အခါကျတော့စာဝါလိုက်တာပေါ့နော်။ဟောသူပြန်လိုက်တယ်ဓမ္မကြုံနောက်ကြုံခဲ့။အေးဘုံနောက်ကြုံခဲ့စာဝါဆိုတော့ဒီပြေကဆရာတော်ဘုရားကြီးချတဲ့စာဝါဖြစ်နေတယ်။ဟုတ်တယ်ဟုတ်တယ်။ဓမ္မ။ဒါတော့မင်းဗမောဆရာတော်ဘုရားကြီးလည်းကိုတော်တိုင်ကိုတိုင်စာလိုက်တယ်။ဓမ္မ။အဲမစိုးရိမ်တိုက်ကဆရာတော်တွေလည်းပဲစာလိုက်တယ်။ဓမ္မ။အဲအဲ့လိုလိုက်တယ်။တိပိတိကစာသင်သားတွေလည်းပဲတော်တော်များများစာလိုက်ကြပါတယ်။အဲ့မှာဒီပြေတော်ကစာစာဆိုရတာပေါ့နော်။စာဆိုရတဲ့အခါကျတော့ဆရာတော်ဘုရားကြီးရဲ့ထူးဆန်းတဲ့နိနာနေတရားတွေ ဩဝါဒတွေဒါတွေနာယူမှတ်သားရတာပေါ့ဗျာမှန်ပါဗျာအဲ့တော့ဒီဩဝါဒနိနာနေတရာဆိုတာအဲ့ဒါကတော့ဟိုးစောလောပိုင်းပဲတပည့်တို့မင်းကိုစရောက်တဲ့အချိန်ကလေးကဆရာတော်ဘုရားကြီးကတော့အလင်းသိင်အသိင်တယ်လို့ဩဝါဒပေးခဲ့တာပါပဲမှန်ပါအာကုန်ကျက်တဲ့အခါမှာဘယ်လိုကျက်ရမလဲသဘောရေးဖြေအတွက်ကအထိပယ်တွေပါလိဘယ်လိုမှတ်သားရမလဲဒီလိုနိနာနေတရာတွေကတော့မကြမကြပဲမင်ကြပြီးတော့ဩဝါဒပေးခဲ့တာပေါ့နော် တော့ဩဝါဒပေးခဲ့တယ်အဲဒီဆရာတော်ကြီးဩဝါဒပေးတဲ့အတွက်ပဲဒီလိုလိုအာဂုံကျက်မှတ်တဲ့အချိန်မှာစာကြည့်ပေးတဲ့ပုံကိုထားပြီးတော့ကျက်မှတ်ဖြစ်ခဲ့တာပေါ့ဆရာဆရာတော်ကြီးအမင်းရှိတယ်သူတိပိဋကကျိုးသားတဲ့အချိန်တုန်းကလည်းပဲဒီလိုပဲဟိုတဲ့စာကြည့်ပေးတဲ့ပုံကိုနဲ့ပဲစာပြန်ခဲ့တယ်တမန်တမန်ဒီနေ့စာဒီနေ့ပေါ့နော်တမန်တမန်ဒီနေ့ကျက်မှတ်ပြီးတဲ့စာကိုဒီနေ့အဲဒီစာကြည့်ပေးတဲ့ပုံကိုဒီမှာသွားပြီး